အကြောင်းဒီလိုအဲကြောင်းအောင်ပေါင်းကိုမြွတ်နံမယ်ကိုဂုံခံပေးတာလေအဲ့ဒီလေရှိရင်တမိုင်းရှိရင်ပြောပြပါဗျာအင်းတမိုင်းရေလို့တော့မရှိဘူးပေါ့ဗျာနော်ဒီမှာဒီလိုတော့အဲကိုယ့်ရဲ့မွေရမြေဒီမှာဓာတိချက်ကြွေမွေရမြေဆိုတာဟာဒီလိုတော့မမေ့ကောင်းတဲ့နေရာကြီးထဲမှာတခုပါတယ်ပေါ့နော်မှန်ပါဗျာမမေ့ကောင်းတဲ့နေရာတခုပါတယ်အဲ့တော့တခုပါတဲ့အတွက်ဒါမမေ့ကောင်းတဲ့အရာကိုယ်ကိုမွေးဖွားပေးလိုက်တဲ့အရာဆိုတော့အဲ့ဒီအရာကို ဂုံပြုတဲ့အနေနဲ့ထည့်ကြတာပါပဲမှန်ပါဗျာဂုံပြုတဲ့အနေနဲ့မှန်တယ်မှန်အဲ့ဒါလေဒီလိုပေါ့ဗျာပြုတော့အမေရိကန်နိုင်ငံသွားတော့အမေရိကန်နိုင်ငံမှာနေရာနဲ့နေရာတွေမှာသူတို့မှာတမိုင်းနေရှိတယ်ပုဂ္ဂိုလ်ရဲ့နာမည်ဟိုမိုက်ကယ်ဖရာဒီဆိုမရှိတော့ဘူးတမိုင်းဒါပေမဲ့သူနေခဲ့တဲ့နေရာလေးသူအင်္ဂလိပ်အဲ့လိုပေါ့ကမွန်လို့လည်းဒါပိဋကအဲဒါနိုင်ငံတော်အသီးမှတ်16ပါ16မြို့ပါ16ရွာမှာ16အိမ်အဲ့ဒါလေးတွေဆောက်ပေးတာတို့ ကိုကိုတိုင်းပြန်ပြီးဆောက်တော့အခုဖုံးဖုံးဆိုလှုပ်ထားတယ်အများကြီးတွေ့ရတယ်လေအဲဖုံးဖုံးလှုပ်ထားတာကိုတွေ့ရတယ်လို့ကျန်တဲ့ဆရာတော်တွေဥမာမနေတော့တပြည့်တော့ဖုံးဖုံးပြောတော့ဟိုဖုံးဖုံးရဲ့ပထမပုံကူတွေတွေကပေါ့မဘူကျောင်းဆန်းအိမ်လူဟာမျိုးလေတာမန်တဲ့ပို့ပြီးတော့လိလာခြင်းအောင်ဒါမြန်မာနိုင်ငံမှာဒီတူတည်းရှိတာလေဖုံးဖုံးဟုတ်တယ်တကယ်သမိုင်းနေလေအများကြီးဟာရုပ်ပုံလေးမဖြစ်သလောက်ကြည့်တာအခုဖုံးဖုံးကျောင်းထဲမှာလည်းဘူကျောင်းဆန်းနဲ့ဆယ်သလောက်ရှိတယ်အကုန်လုံးဒါဖြစ်ရမယ်လေဒါဖုံးဖုံးကမျက်နှူးလို့ တပည့်တော်ကြောင့်တန်မှုထားတာဟုတ်ဟောဘုံမွတ်မြန်နိုးလေဘုံမွန်ကိုရံလေတကယ်ကိုတာနာအာသန်ကြီးဖြစ်ခဲ့တဲ့လူဒါရီကတိုင်းပြည်ကတန်မှုထားမှာရှေးလူနောက်လူကကြီးညိုမှာအခုတော့ရှေးလူလောက်တာနောက်ကလိုက်ဖြစ်တော့တိုင်းပြည်ပြက်ပြီးတပည့်ကစင်းရဲသွားတယ်ဘုံမွန်သူတို့ရင်ထဲမှာမြန်နိုးချင်းဒီလိုကြိုးစားမယ်ဒီလိုအောင်မြင်အောင်လုပ်မယ်ဒီဆရာတော်ကြီးလိုဖြစ်အောင်လုပ်မယ်ဆိုတဲ့အဲဒီနိုင်ငံတော်ကောင်းဆောင်ဖြစ်မှာပြုလို့ပြုလို့ငငယ်ငယ်ကအဲ့လိုပေါ့နိုင်ငံကောင်းဆောင်နေရဲ့အိမ်နေသွားတယ်အဲ့လိုပဲမှတ်တမ်းနေဖတ်ရင်ထဲမှာ ငါဖြစ်ရမယ်ငါဖြစ်ရမယ်ဆိုရယ်အောင်စိတ်ဒီမွေးတယ်ဗျာဒါမျိုးတော့အမှတအားဖြစ်စီကျင်တာငါဘုံဘုံနဲ့တပြည့်နဲ့ပြောရတဲ့ထက်ကအဲအတိုင်းပြည့်အတွက်လူမျိုးအတွက်နိုင်ငံအကြီးအကဲအတွက်ထောက်ပံ့ဖြစ်ရင်ကောင်းပါရဲ့ဗျာအဲပြီးသွားတော့အဒီမာတော့ကွာဘုချုပ်ဘူးထွက်ခဲ့ဘူးလေတဲ့ဆိုမရှိတော့အဲဘုချုပ်ဆိုပြရရမရှိတော့အဲအိမ်ဘယ်နာမလဲမသိတော့ဥမာဆိုတော့ဒီဝါလွေရာတခင်ကိုရိုင်းမွေးရပြောအခုမှအိမ်ကွက်လက်ကြီးမန်နိုင်မှာမှတ်တိုင်လေးကအစရုပ်ထုလေးကအဆိုး ်ဒီမြို့တထေးတွေဒါမှမဟုတ်ဒီမြို့ရဲ့လူကြီးတွေကငါလုတ်ပြီးခဲ့တယ်ဆိုတော့တမိုင်းမျိုးလေးနဲ့ထားနေတာပေါ့ဗျာအဲအဲဒါအဲ့ဒါတော့ဟိုတံမိုးထားမထားပေါ့မို့တင်ပါနော်တင်ပါတချို့ပုံကူများကြတော့လည်းပဲတံမိုးထားပြီးတော့လေးလေးထားထားလုတ်ကြတာတွေ့တယ်ဒီလိုကြတော့လည်းအမှတ်တမဲ့လေးပေါ့ဒီတိုင်းမနေလိုက်ကြရတယ်တပည့်တော်ဗုဒ္ဓဘာသာဖရာရဲ့သားတော်လေးဖြစ်တော်ဘုံမှာအိတ်တာမစ္စရာနဲတဲ့ အခုတော့မှတ်မိတာပေါ့ပုံမှန်ရွှေကုံပြောအောင်ပါအရင်လူကြီးပုံပါနောက်ဖြက်နောက်ပြောက်ပုတ်တယ်အဲ့လိုဖြက်လိုက်ထက်လိုက်တရားသူတို့ဂုံကြသွားတယ်သူကပယ်လိုက်တဲ့စိတ်မျိုးပေါ့တကယ်တော့လေသူကောင်းစဉ်တော့ကောင်းခဲ့တာသူ့ပုံပါထဲ့ထားပေါ့မဖြက်နဲ့ပေါ့အဲ့လိုမဟုတ်ဘူးဒါရီယာတပည့်တော်ဗုဒ္ဓဘာသာတွေဖြစ်ပြီးအိဗာမစ်ဆရာများတာကိုနိုင်ငံမှာခွေးလေးတကောင်ကအစဗျာအကြောက်ပြက်မခံဘူးဒီညမှာအဲ့ခွေးလေးကဘလူကယ်ခဲ့တယ်အဲ့ခွေးရုပ်ကလေးထားပြီးတာဒါကြောင့်ဘုံမုံတို့ အဲတိပိတကဆရာတော်ကြီးရဲ့ရွာလေးအဲ့မှာစီဒီလေးတွေပဲတဲတဲမှတ်တမ်းလေးတွေပဲလှုပ်လှုပ်ဒီမှာဖုံးဖုံးစာဖတ်တဲ့ကောင်ဘာတွေတွေ့ရလဲဆိုတော့တိပိတကအောင်စင်မိဘနှစ်ပါးမရှိတော့ပါလို့အဲပေါ့မမေ့ရှိသေးတယ်လို့အဲ့ဒါလေးကြီးကဖုံးဖုံးရင်ကိုလှမ်းမြင်ရတယ်လို့ဒါမှတ်တမ်းနဲ့မိဘတွေကိုကျေးဇူးဆက်တဲ့တာသမီတွေရဲ့ဂုံပေါ့အဲ့ဒါအဖုံးဘလို့ဇော်လေးနဲ့ထည့်လိုက်ရဲ့ဗျာဒီမှာဟောဒီဥစ္စာလေဂုံတစ်မျိုးလို့ပြီးတော့မြင်တယ်လေဒီမှာဗျာအဲ တီဗီကအောင်တဲ့အချိန်မှာဒီကနှစ်ပါးလုံးရှိနေသေးတာဟုတ်တယ်အဲနောက်ဆရာဆရာသမားအစုံအလင်းလောက်နင်းနီးရှိနေသေးတာဒါလည်းပဲထူးခြားတဲ့ဂုဏ်တစ်မျိုးဆိုပြီးတော့ဒီလိုလေးရှာပြီးတော့ထည့်တာပေါ့ဗျာဒီမှာအဲ့ဒီဥစ္စာကိုဒီလိုတို့ဟိုမာဂနာယုံတီဗီကဆရာတော့ပေါ့နော်ဆရာတို့ဥဒ္ဓမင်္ဂလာလင်္ကာရကလည်းဒါကိုအမြဲတမ်းဂုဏ်ယူခဲ့တယ်ဒီမှာဒီမှာသူအောင်တဲ့အချိန်မှာ သူ့မှာမိဘနှစ်ပါးလုံးရှိသေးတယ်။အော်ဟုတ်လား။ဆရာသမားအစုံရှိသေးတယ်ဆိုပြီးဆရာတော်မိန့်ခဲ့တာ။အဲဒီမှာ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 အဲ့ဒါတော့သူမိန့်ခဲ့တာကိုဒီပြောလဲအားကြတာပေါ့နော်။အားကြပြီးတော့ဒါဒါလေးကလည်းမှတ်တမ်းတစ်ခုအနေနဲ့ရှိသင့်တယ်။ဒီမှာဒီမှာဒီမှာထည့်လိုက်တာပေါ့နော်။နောက်ပြီးကြတော့ပေါ့ဗျာ။တပည့်တော်ကမေးတယ်ယဟန်နေကိုဖြစ်နေတယ်။ ငင်းနာမေလေးပြောပါအောင်ဘုန်းတမအကုန်ထည့်ပေးတာလေ။ညာပါ။အဲ့တော့တချို့ကြရဟန်းဖြစ်နေပြီးတော့ဆရာတော်ကြီးကိုဂုံတိတ်ခါကြောက်ငင်းနာမေမဟုတ်ဘူးလေ။ဟမ်။ तू ကဇာတိချက်ကြီးမွေးရမြည်ကိုဘုန်းပြောတယ်လို့ပဲ။သူ့ရဲ့ဇာတိပုံညာဂုံမာနာလာနေတာဟုတ်တယ်ဟုတ်တယ်။ဇာတိချက်ကြီးမွေးရမြည်ဂုံပြီးပါတယ်လို့ဒါဘာပဲပြောပြောဟိုအမေပေးခဲ့တဲ့နာမည်လေ။တင်ပါဗျာ။အမေပေးခဲ့တဲ့နာမည်ဆိုတော့ ပါရင်ဘူကောင်းတာပေါ့ဟုတ်တယ်နားမလည်တဲ့ဆရာတော်တွေတချို့ကလည်းတချို့တော်တော်လေးပြောခံရနေလိုက်တချို့လည်းကိုကတော့ကိုယင်ထဲမှာရှိတဲ့အတိုင်းမဲလို့ကိုယ့်ရဲ့အုံနောက်မှာမှတ်မိတဲ့အတိုင်းလေးအဲ့လိုလေးလေးတော့ဘုမောင်ရဲ့အဲ့တော့ဘုမောင်အခုလို့ဝိဒက18ပါလုံးစာ ပြုတ်တဲ့အထဲမှာအထူးစံလေးတွေအနေနဲ့ဥမာဆိုတော့ဘုမောင်ဟာအဲဒီပိကပါရဘူးဆိုတဲ့မျိုးလေးကိုအထူးတွေ့ရလို့နောက်ပြောအမတ်တရားပြီးတော့ဟိုလိုပေါ့အောင်ချက်မှာအမတ်အကောင်းဆုံးအောင်တဲ့ဆရာမျိုးရှိခဲ့ဘူးပါလားဗျာရေးပြမှာလေ ြည်ပြည်မှာရည်ပြည်မှာအမှတ်ပြရတာတော့ဒီလိုမင်းငွန်းဆရာတော်ကြီးပေါ့နော်ဟောလာဒီလိုရည်ပြည်တော့မင်းငွန်းဆရာတော်ကြီးတော့တရက်လားမသိဘူးတွေ့ခဲ့တယ်ပြမအဲ့တော့ဒါမျိုးဆိုတာကပြမအကုန်လုံးအမှတ်တရပြရဖို့ဆိုတာမလွယ်ဘူးလေအဲဗီရိက၃ပုံလုံးပေါ့နော်ပြမဗျာဗီရိက၃ပုံဝီနီးမှာဆိုရင်၅ရက်ဖြေရမယ်ပြမဗျာပုတ်တန်က၃ရက်ဖြေရမယ်ရှိရဲ့ပြမအဘိဓမ္မာ၈ပိုင်းက၅ရက်ဆိုတော့၁၃ရက် အပြီးမှာနောက်ပိုင်းက၄ရက်18ရက်အင်း18ရက်ဒါပိဋကသုံးပုံအတွက်ရေးပြရက်က18ရက်ဒီမှာ18ရက်ဆိုတော့အဲ့ဒီ18ရက်လုံးမှာအမှတ်တရရည်ရရဖို့ဆိုတာဒါဘယ်လုံးမှမဖြစ်နိုင်ဘူးလေဒီမှာမှရော့မှာပဲနည်းနည်းတော့ရော့တယ်ရော့မှာဒီမှာအဲ့ဒီရောတဲ့အထဲမှာအများဆုံးဆိုရင်တော့ဒီလိုလိုကျေးဇူးတော်ရှင်မင်းကွန်းဆရာတော်ဖရာကြီးကဒီဝီနီးမှာလို့ထင်ပါရဲ့ဒီမှာဝီနီးပိဋကရဲ့နောက်ဆုံးကျမ်းဖြစ်တဲ့ပရိဝါ ပြိဝါမှာတမတ်တရားအပြည့်ရတယ်လို့ဒီလိုမှတ်တမ်းကြားမှုလေးပဲနာဒီမှာနော်စာမကြကျန်နေကျန်ဘာသာရက်ဒီမှာတော့အမ90ကျော်ပေါ့နော်ဒီမှာ90တို့90တိ90စသည်ပေါ့လေဒီမှာအဲအဲ့လိုရတာပေါ့ပြိဝါမှာတော့အမတ်တရားအပြည့်ရပြည့်တော်ရမြစ်တယ်ဒီမှာဒီမှာဒါပြောတော့အင်မတန်ရှားပါတယ်ဒီမှာရှားတယ်တစ်ပါးလောက်ပဲရှိတယ်လေတီဗီတကဆရာတော်တစ်ပါးဖြစ်သွားတဲ့အတွက် နိုင်ငံတော်ကခုနအဆောင်အယောင်တွေပေးရင်းနေမှာဒီဘက်ခစ်ဆိုရင်ဟလာကားတွေလေးနေတော့ပြီးလို့ရပြီးသင့်ပါလေလို့ဒီလိုတွေးမိတာပါဘုပုံးတို့အဲ့ဒါနဲ့ပတ်သက်လို့ဟိုနိုင်ငံတော်ကခုနယထာလက်မှတ်ပါညာပေါ့လေပြီးပေါ့ကားလက်မှတ်တွေရှိရပေါ့အရင်တော့ကားစုပေါင်းစီးရတာဟိုအဲ့ခစ်ကရှိခစ်ကကိုယ်ပိုင်ကားမဝင်နိုင်ရဘူးလေအဲ့တော့နိုင်ငံတော်ကထုတ်တဲ့ကားနိုင်ငံတော်ထုတ်တဲ့လေးနှုတ်အခုခေတ်ကြတော့ဒါလူတိုင်းမှလည်းကားတွေစက်ကတ်တယ်လို့ဒီတီဗီတကနဲ့တခါလဲ ကာဒစီစကတ်တယ်ဆိုတဲ့ပုံမျိုးဆိုရင်ဒီကောင်းမှာပဲခုနအောက်ကဘုံဘုံကာယူတွေ့ကြမှာလေဩနိုင်ငံတော်အတိမတ်ဒီဘွဲဂုံလေဒီကာမျိုးကလေဟာအဲဒါလေးလေးကောင်းမှာအခုဘုံဘုံအဲ့ဟိုရန်ဘုံဘုံဒီပိဋကဖြစ်တော့ဘုံဘုံတို့ဓမ္မဓမ္မဆင်းဆွဲရက်တောင်ဒီပုံကြီးကဆင်းဆွဲရက်တောင်လေးပဲလားဗျဟုတ်တယ်ဟုတ်တယ်အဲအဲ့ဆင်းဆွဲရက်တောင်ကတန်ဖိုးအဖြစ်မသိတော့ဒါပေမဲ့လူတိုင်းကြိုင်လို့မှမရပါဘူးဟုတ်ပါ ဲ့ဒါလေးရဲ့ဂုံရောပါလီကွာလေဗျာဟိုတိပိတကတပိုင်းဖြစ်ပြီဆိုရင်နိုင်ငံတော်ကဒရအဖြစ်ဘာပြီးတယ်အဲ့ဒါလေးရောဟောတိပိတကဒရဖြစ်သွားရင်တော့ဒီအယိုးနီကနေကရန်ထီပြီးတော့၃လက်တစ်လိပ်ပါတယ်သာသနာအောင်လံတော့အလံလေးပါပဲဒီမှာအလံလေးရမယ်အလံမှာအဲထီပြီရဲ့ထီပြီက၃လက်ပါမယ်မှန်ပါဗျာအဲထီပြီရဲ့အယိုးကအနီပေါ့နော်ဒီမှာအဲ့အနီရောင်ဆိုရင်ဒါအာကုံအောင်တိပိတကဒရဆိုတဲ့ဒီအိဒိပဲပေါ့ဒီမှာဗျာ ဒါအဲ့ဒီအယိုးကထီးသုံးလဲပဲအဲ့ဒီအယိုးကအဝါဆိုရင်ဒါအာဂွန်ရေးဖြီတော့အောင်လေတူတီကကော်ပီတာဟိုတိုင်လို့အဲ့ထီးအယိုးအနီနဲ့အဝါနဲ့အဲ့လိုခွဲတယ်မှာပဲကြာကြာပန်းကြာတော့မဟုတ်ဘူးညကြာကြာပန်းတွေရရှိပြီလားကြာပန်းကြာပန်းတွေမရှိဘူးဒီကနေကနတီဗီပဲ။ဟုတ်တယ်မှန်တယ်။အဲ့တော့ဗီဒီကတပုံဆိုရင်တီဗီတော့တက်လက်ပါ။တက်လက်။နှစ်ပုံဆိုရင်နှစ်လက်၊သုံးပုံဆိုရင်သုံးလက်။အဲ့ကြောင့်မို့အဲ့ကြောင့်တော့တပုံမှာကြတော့အနီတို့ဟိုအရှိတယ် အာကုံဆိုရင်ခုနလိုပဲအာကုံဆိုရင်အယိုးနီအယိုးနီဓမ္မရေးပြီးရောအောင်ရင်အယိုးပါဟောအဲ့ဒါဓမ္မဓမ္မဓမ္မကောင်းပါပြီအဲ့တော့ဖုံဖုံးကမော်ကျွန်းစီရော်လို့နာမည်ကြီးတော့ဘုန်းကြီးမော်ကျွန်းမှာပဲမွေးတာပဲလားဗျာဟုတ်ပါတယ်အဲမော်ကျွန်းမြို့ဘယ်နေရာပဲအေးတင်မအဲမော်ကျွန်းမြို့နယ်တင်မမော်ကျွန်းမြို့နယ်တနုံစိတ်ကြီးွာအုပ်စုတနုံစိတ်မှာအဲတနုံစိတ်ကြီးွာအုပ်စုတင်မတင်မတန်တော်စုွာပါနော်အော်မန်တော်စုရောအော်မန်တော်စုအိမ်လေးအခုရှိသေးလားရှိတယ်ဟောမလုပ်ဆောင်ဘု အမားရေအခုဟိုတင်းပေါ့ညီညီမွေးချင်းညီကောင်အမားရေနေနေတာပေါ့။ဩဒီမှာညီညီတာပေါ့ဒီလိုအကြီးဆုံးဆိုတော့လေ။ဩဟုတ်တယ်ဘုံမကဒီမှာသားဦးဆိုတယ်အမြဲထည့်တယ်။သားဦးရှိရင်သားဒီမှာ။ဒါမှဒီလိုအောက်ကညီရအိမ်မှာနေတယ်သူတို့။ညီညီသားစုပေါ့ဒီမှာပြန်ဒီလိုနေပါလေ။အဲ့တော့ဘုံမညီမီသားစုကိုတနည်းဝယ်ပြီးလိုက်ပါဗျာ။ဒီနေရာလေးကိုဘုံမတမိုင်းမှတ်တယ်။ဒီများမလုပ်ခင်ကိုကိုလုပ်လိုက်ပါဗျာ။ တော်ပါဒါဒါတပိတော့ဆန္ဒလေးပါပြန်ပါဟုတ်ပါတပိတော့အကြံပေးလိုက်တယ်ဆိုတော့အလွန်ကောင်းပါအလွန်ကောင်းတဲ့ပေါင်ကညီမင်းမောင်မနေလိုက်တော့ဒါငါအောင်မင်းတို့တစ်စီမျိုးလုံးပိုင်လို့ဒါငါ့ရဲ့ဂုံပြူတဲ့အနေနဲ့အဲ့ဒါလေးငါပြင်ဆင်နေတော့ကွာအဲ့ဒါလေးကိုလည်းသူမှတ်တိုင်လေးပြ